အားလုံးပဲမင်္ဂလာပါဒီနေ့ထိုင်းရွှေကမနေ့ပိုင်းမှာအတက်ချာနှစ်ကြိမ်တိတိရှိပြီးတော့လက်ရှိမှာတရာအတက်နဲ့ဈေးဖွင့်ထားပါတယ်ဒီနေ့က9ရက်နေ့3လပိုင်း2015နဲ့5ခုနေ့မနေ့ပိုင်းထိုင်းရွှေကတော့လက်ရှိမှာတရာတက်နေပါတယ်46.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲသေးဆိုင်ကရောင်းနေဈေးက46,400နဲ့မှ50တိုင်ကလက်ခံတဲ့ဈေးက46,300နဲ့မှ50နဂူရနာရဲ့ဈေးနှုန်းတွေကတော့ဆိုင်ကရောင်းနေဈေးက48,200နဲ့မှ50 ဆိုင်ကလက်ခံတဲ့ဈေးက4,530.32တဲ့မှာ3နှစ်နဲ့ပေါင်းဈေးရှိနေပါတယ်။ကမ္ဘာ့ရွှေတောင်စားကိုဒေါ်လာ2,904နဲ့တိုင်းရွှေဈေးကိုတက်ထားပါတယ်။ဒေါ်လာကိုထိုင်းမှတ်ဝေ33.9နဲ့တိုင်းရွှေဈေးကိုတက်ထားပါတယ်။တိုင်းရွှေကတဘသားကိုဘန်ကောက်ထဲမှာလက်ခ150ရှိပါတယ်။လက်ခပီးစီတိုင်းရွှေကတဲ့ဘက်သားကို46600နဲ့ပေါင်ဈေးရှိပါတယ်။ဆိုင်ကလက်ခံနေသေးကတော့ရခိုင်လုံးပြန်မပြတ်ပဲဆိုင်က46350ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝိညာဉ်နယ်လက်ခတွေကတော့ဘန်ကောက်ထဲမှာတစ်ဘက်သားကို1000နဲ့ ောက်ထိရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့စိုက်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းက ပြောင်းလဲမှုရှိနိုင်ပါတယ်။လက်ဝိညာတပတ်သားကိုဒီနေ့ပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန်းလုံးဖြတ်အောင်မှဖြစ်တဲ့အတွက်၄3000ကျော်စီးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ခိုင်းရွှေခဲတပတ်သားကိုလက်ခ150ဆိုတာဆိုင်နိုင်မှာမရပါဘူး။ရတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင် Cnet Galaxy Cross Square မှာတွားပြီးတော့ဝယ်လို့ရပါတယ်။တပတ်သားကိုလက်ခ150နှစ်ပတ်သားကိုလက်ခ200ငါးပတ်သားတွေဝယ်မယ်ဆိုရင်လက်ခအကုန်ချမရှိပါဘူး။ခိုင်းရွှေစင်းငွေစီးတွေကိုအမြဲတမ်းတင်ပေးပါတယ်။ခိုင်းရွှေစင်းငွေစီးတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။